ငကြောင်လေးရမဲကိုဘောလုံးကန်ပြီးတင်ပေးလိုက်ကြပါဦး။မင်းညကစားခဲ့တဲ့အင်္ဂလစီကိုပွဲမှာဆယ်ကျော်သက်ကစားသမားရမဲဟာဘွဲမစားရင်ကလေးကရီယယ်မက်ထရစ်ဘက်ကိုဒိုင်းလူကြီးတွေကမျက်နှာပေးတယ်လို့ဆိုရှယ်မီဒီယာမှာပြောခဲ့တဲ့အတွက်သူ့ပေါ်အာရုံစိုက်မှုတွေများပြားခဲ့ပါတယ်။ဒါပေမဲ့သူကဒီရသည်ရဲ့အကြီးဆုံးပွဲမှာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုမပြသနိုင်ခဲ့ပါဘူး။သူကဒိုင်ယာရီနဲ့လာပေါင်းများစွာရုန်းကန်နေရအောင်မလို့ဒီပွဲမှာခြေတလန်းနောက်ကျနေခဲ့ပုံရပြီးတော့ဂိုးပေါက်တင်းမဲ့တဲ့ကံသွင်းမှုတစ်ချိန်မှမပြုတ်လောက်နိုင်ခဲ့ပါဘူး လေဗင်ဒေါစကီနဲ့ရာဘီညာရူရဲ့အည်သွေးရှိတဲ့အထောက်ပံ့နေမရှိခဲ့တာကိုထည့်ထွက်ရမှာဖြစ်ပေမဲ့ကာဗာရယ်ကပွဲပြီးချိန်မှာသူစကားများလုံးနေလို့ဆက်ဆွဲပြီးတော့ဒေါသတကြီးညင်းကုန်ခဲ့တာကြောင့်သူ့တက်ပို့ပြီးတော့မကောင်းခဲ့တဲ့နေ့ဖြစ်စေခဲ့ပါတယ်။ရီယယ်မက်ဒရစ်ဟာ၎င်းတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်ဘာစီလိုနာကိုနှစ်ကိုးတကိုးနဲ့နိုင်စီကိုပွဲစဉ်ပြီးမှထူးခြားတဲ့ကစားသမားတွေနဲ့နီးပြားတွေရဲ့စွမ်းဆောင်ရုံသုံးသပ်ထားပါတယ်။ပွဲမစားခင်ရာသီအစပိုင်းဒရာပြဿနာတွေကြောင့်မလို့အင်္ဂလန်သင်းမှနေရာရရင်မေးခွန်းထုတ်ခံနေရတဲ့ ဂျူးဘယ်လင်ကဒီလိုမျိုးအကြီးမားဆုံးပွဲစဉ်အတွက်အသေးတော်ဆုံးကစားသမားဖြစ်ကြောင်းသက်သေပြခဲ့ပါရီပွဲစားပြီး7မိနစ်အတွင်းမှာပဲဗီယာကြောင့်မလို့ပနတီနဲ့ကီလီယန်အမ်ဘာဘေးရဲ့အမကန်ကိုပယ်ဖြတ်ခံခဲ့ရပြီမလေဘယ်လင်ကဘာစီလိုနာကွင်းလယ်လူပေဒရီကိုကျော်ဖြတ်ပြီးတော့အမဘေးအတွက်ကိုဖန်တီပေးခဲ့ပါရီဘာစီလိုနာရဲ့ခြေပါကိုအာတာကူလာရဲ့ပေါ်စာမှုကြောင့်ရခဲ့ပြီမလေဘယ်လင်ကဟာမီလီတာကိုခေါင်းတိုက်ချပြီးတော့ကိုအေရီယာတွေဝင်ရောက်ပြီးတော့ဒုတိယကိုသွင်းယူပေးခဲ့ပါရီ ဒယာရီကြောင့်ရာဖီညာနဲ့ရောဘတ်လီဗင်ဒေါစကီတို့မပါတဲ့ဘာစီလိုနာဟာတိုက်စစ်ပိုင်းမှာအားနည်းခဲ့ပြီးလမိုင်းရမရလေးပွဲမတိုင်ခင်ပြောခဲ့တဲ့ဇာတ်ကားတွေကိုခြေစွမ်းနဲ့ပြန်မထောက်ခံနိုင်ခဲ့ပါဘူး။ရီယယ်မက်ထရစ်နီးပြဇာဗီအလွန်ဆိုကတော့အတလက်တီကိုမက်ထရစ်ကို9ဂိုး2ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှာနီးစနစ်ပိုင်းအပြောင်းအလဲမလုပ်ခဲ့ပေမဲ့ဒီပွဲမှာတော့သူဟာကောင်းကောင်းလယောညီထွေတွေပြောင်းလဲနိုင်ခဲ့ပါရီ။ကာမာဗင်ဂါဘယ်ဒီရဲ့တိုက်စစ်ဆင်မှုတွေကိုပိတ်ဆို့ဖို့အတွက်ထူးထူးခြားခြားအသုံးပြုခဲ့တယ်လို့ ဘယ်လင်ကန်ကိုနေရာရွေးချယ်ခွင့်ပိုးပေးပြီး MRB ကိုတိုက်ရိုက်ပြေးခိုင်းတဲ့ညွန်ကြားချက်တွေကပထမပိုင်းမှာမက်ဒရစ်ကိုထိုးဖောက်မှုအားကောင်းစေခဲ့ပါပြီ။ဒုတိယပိုင်းမှာတော့ဘာစီလိုနာကပင်မနေပြီးတော့အတွေးခေါ်နေလာတာကိုသိတဲ့အတွက်အသင်းကိုခံစစ်ပိတ်ပြီးကစားစီခဲ့ပါပြီ။ဒါဟာအလွန်ဆိုရဲ့နီးပြူအပိုင်းကျွမ်းကျင်မှုတက်တည်ပြခဲ့တဲ့ Real Madrid နီးပြဘဝရဲ့အကောင်းဆုံးနေ့ပဲဖြစ်ခဲ့ပါပြီ။ Kylian Mbappe ကဒီပွဲမှာပက်နတီကိုလွဲချော်ခဲ့ပေမဲ့လေတခြားအချိန်တွေမှာအလွန်ကောင်းမွန်ခဲ့ပါပြီ။ သူ့ရဲ့ကိုယ်ကလည်းပဲသူပဲလုံနိုင်တဲ့ပုံစံမျိုးတည်ကြတဲ့အဆုံးသက်မျိုးဖြစ်ပြီးဒီအာဒီမာပြိုင်ပွဲစုံ16ကိုသွင်းယူထားပါရယ်ဒီဘက်မှာသူ့ရဲ့အကောင်းဆုံးအစိတ်ပိုင်းကတော့ဘောလုံးမရှိတဲ့အချိန်မှာခံစစ်လုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါရယ်ပြီးကြတဲ့ရာသီတုန်းကလိုမျိုးဘဲဘတ်ချန်းကိုရွှေ့ပြီးတော့ခံစစ်လုပ်ငန်းကိုစိတ်ဝင်စားမှုမပြခဲ့ပဲဘိုးတိုက်စစ်မှုနေရာကိုယူပြားပေးပြီးတော့အသင်းကိုဂိုးထိန်ဖို့အတွက်ကူညီပေးခဲ့တာကဒီအာဒီအတွက်သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကတစ်ခုပဲဖြစ်ပါရယ် ဖီနီရှားဂျူနီယာကတော့ပွဲအစ10မိနစ်မှာကွန်တေးကိုဒုက္ခပေးပြီးတော့အနိုင်ရနိုင်ခြေရှိတဲ့ပနက်တီတောင်မှရယူပေးနိုင်ခဲ့တာကြောင့်မလို့သူ့ရဲ့အကောင်းဆုံးနေ့ဖြစ်ခဲ့ပုံရပါတယ်။ဒါမဲ့လည်းဒုတိယပိုင်းမှာကွန်တေးကသူ့ကိုကောင်းကောင်းပိတ်ဆို့နိုင်ခဲ့ပါတယ်။ပိုဆိုးတာကတော့နေပြစားပြီးအလွန်ဆိုကပွဲချိန်မိနစ်20လောက်အလိုမှလူစားလေးဖို့အတွက်ဆုံးဖြတ်တဲ့အခါမှာဖီနီရှားဟာနေပြလျှို့ယူပြီးတော့ဓာတ်ရိုက်ပေးဥမင်လှိုင်ကောင်းတွေကိုဆင်းသွာခဲ့တဲ့စိတ်ဆိုးမှန်ဆိုးအမူအရာကိုပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ပွဲပြီးရဲ့နောက်မှာခိုင်ရန်ဖြစ်ပွားမှုမှလည်းပါဝင်ခဲ့ပါသေးတယ်။ အလွန်ဆိုကသူ့ရဲ့ခြေစွမ်းကိုဂျင်းနဲ့ကြောင်ပြောခဲ့ပြီးတော့ဒီအပြုတ်မှုတွေကိုတော့တီးတန့်ဖြေရှင်းမယ်လို့ဆိုခဲ့ပေမဲ့ finisher ကဒီလိုပွဲကြီးပွဲကောင်းမှာမိုင်မဲတဲ့စိတ်ဆိုးမှုမျိုးပြသခဲ့တာကသူ့အတွက်ကောင်းကျိုးမရှိခဲ့ပါဘူး။